တိုင်ဖုံးမုံတိုင်းရကစားဟာဗုဒ္ဓဘုနေ့မှာအနောက်ဘက်လမ်းကြောင်းတိုင်းဆက်လက်ရွေ့လျားနေပြီးထိုင်ဝမ်ကိုဖျက်ဆီးတိုက်ခိုက်ချိန်မှာထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပါတယ်။ထိုင်ဝမ်ကျွန်းအရှိတ်ကံရိုးတန်းမှာအင်ကာနီမနက်ပိုင်းကတဘာဝရေကာတာတစ်ခုရေရှမ်းကျခဲ့ပြီးအနီးနားကကွမ်းပူတောင်ပေါ်မြို့ကိုရေလွှမ်းမှုခဲ့ပါတယ်။ဒေသခံ14ဦးသေဆုံးပြီး120ကျော်ပျောက်ဆုံးနေတယ်လို့သတင်းရရှိပါတယ်။ဒီတဘာဝရေကာတာဟာလွန်ခဲ့တဲ့ဆယ်စုနှစ်တွေကမြေပြိုကျမှုကနေမြစ်ကိုပိတ်ဆို့ပြီးဖြစ်ပေါ်လာခဲ့တာပါ။ ကြိုတင်ပြီးဘေးလွရာကိုမရှိပြောင်းခဲ့တဲ့ဒေသခံတွေကတော့အစအုံအပေါ်ဓာတ်တွေမှာခိုးလုံခဲ့ရပါတယ်။မုံတိုင်းဟာဟောင်ကောင်ရဲ့တောင်ဘက်ကီလိုမီတာ100ခန့်အကွာကနေဖြတ်တန်းတိုက်ခိုက်ခဲ့ပြီးဗိုလ်တော်ဘူးနေမနက်အစောပိုင်းမှာဟောင်ကောင်အာဏာပိုင်တွေကအမြင့်ဆုံးမုံတိုင်းတတိပေးချက်ဖြစ်တဲ့အဆင့်30ကိုထုတ်ပြန်ခဲ့ပါတယ်။ရေ9မီတာလောက်မြင့်တက်ခဲ့ပြီးမြို့တောင်ပိုင်းတစ်လျှောက်မှာရေကြီးရေရှမ်းမှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပွားခဲ့ပါတယ်။အင်္ဂါနေ့နေ့လယ်ပိုင်းကကမ်းခြေမှာလှိုင်းကြည့်နေရင်ပင်လယ်ထဲကိုလှိုင်းလုံးကြီးတွေဆဲချသွားခဲ့တဲ့ အမျိုးသမီးတဦးနဲ့သူ့ရဲ့ငါးနှစ်ရွယ်သားဖြစ်သူကဲဆဲနိုင်ခဲ့ပြီးစီးရုံတင်ဖို့ထားပါတယ်။ဟောင်ကောင်ဒေသခံဒါဇင်ပေါင်းများစွာတရားရရှိခဲ့တယ်လို့လည်းတင်ရရှိပါတယ်။ဟောင်ကောင်မိုးလေဝသဌာနကဗုဒ္ဓဘူးနေနေ့လယ်ပိုင်းမှာမုံတိုင်းတတိပီးချက်အဆင့်ကိုလျှော့ချခဲ့ပေမယ့်ဟောင်ကောင်လေစိတ်ကိုတော့ဆက်လက်ပိတ်ထားပါတယ်။ဟောင်ကောင်လေစိတ်ကိုအင်္ဂါနေ့ညနေကလေးက36နာရီကြာပိတ်ထားခဲ့တာဖြစ်ပါတယ်။ရာဂါဇာမုံတိုင်းဟာဗုဒ္ဓဘူးနေ့ညနေပိုင်းမှာတရုတ်နိုင်ငံအနောက်တောင်ဘက်ကန်ယူရန်နဲ့ မကာအိုစီကိုဆက်လက်ရွေ့လျားနေပြီးကွမ်တုံးနဲ့ကွမ်ရှိပြည်နယ်အာဏာပိုင်တွေကတော့ဒေတာတွေနျူကလ িয়ার ဆွမ်းအင်ဆက်ယုံအတွက်အရေးပေါ်ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ခဲ့ကြပါတယ်။ရာဂါဆာမောင်တိုင်းဟာ2018ခုနှစ်ကထိခိုက်ပျက်စီးမှုများပြခဲ့တဲ့တိုက်ပွန်းမောင်တိုင်းမန်ကော့ထက်အင်အားပိုပြင်းပေမယ့်မောင်တိုင်းဘဟုချက်ဟာကမ်းလွန်မှာပိုဝဲလန်တာကြောင့်နေရာအများစုမှာထိခိုက်ပျက်စီးမှုပိုနေခဲ့ပါတယ်ရှင်။ ဘာထိတ်တန်းဆရာဝန်တွေနဲ့ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေကတမရထရန့်ရဲ့တာလန်တော်မှာပါတဲ့ ST Terminofan ဟာကုဝင်ဆောင်အမျိုးသမီးတွေအော်တီဇင်ရှိတဲ့ကလေးမွေးဖွားမှုတိုးလာတာနဲ့ဆက်ဆက်နေတယ်လို့ပြောတာတွေကိုပယ်ချနေပါဗျ။ကုဝင်ဆောင်စီမိခင်တွေတာလန်တော်တောက်တာနဲ့ပတ်သက်ပြီးဘာမှပြောင်းလဲလှုပ်ဆောင်တင်တာမရှိပါဘူး။မိဘတွေလှုပ်တင်တာဆရာဝန်တွေလှုပ်တင်တာကဒီတင်းစားရှင်းလင်းပွဲကိုလေ့လာရှုတာပါပဲလို့ဖီလာဒါဖီးယားကလေးစည်ရုံကဒေါက်တာပေါ်အီဖစ်ကပြောပါဗျ။ တမရထရနဲ့သူ့ရဲ့ကျမ်းမာရေးဝန်ကြီး RFK ကြာတို့ဂရိပေးခဲ့တဲ့အတိုင်းအော်ဒီစင်ကိုဘာအရာတွေကဖြစ်စေတယ်လဲဆိုတဲ့မေးခွန်းတွေအတွက်ဒီသတင်းစာရှင်းလင်းပွဲမှာအဖြေတွေထုတ်ပေးခဲ့တာပါဝေဖန်သူတွေကတော့နယူးယောက်မြို့ကမောင်းရှန်တိုင်းစေယုံရဲ့လေးလာမှုတစ်ခုတည်းကိုပဲမိញမ်းထားတယ်လို့ပြောကြပါတယ်အဲ့ဒီလေးလာမှုကတိုင်လီနော၃၀မှုနဲ့အော်ဒီစင်ကြာဆက်ဆက်မှုဖြစ်နိုင်တယ်ကိုပြသတာပါသူတို့ကအမျိုးသမီးတွေကိုဝင်ဆောင်ချင်းဖျားနာတာကိုတတ်တာဖို့တောက်တဲ့အကြိုက်ခဲပြောက်စီကိုမှောင်ရင်းစွာအပြစ်တင်နေတယ်လို့ပြောပါရယ် ။တယ်လီနော့ကမကောင်းပါဘူး။ကျွန်တော်ပြောပါမယ်။ဒါမကောင်းပါဘူးလို့တမရထရန်ကပြောပါတယ်။အမေရိကန်တဝန်ကဆရာဝန်တွေဟာလူမှုရဲ့စိုးရိမ်ပူပန်မှုတွေကိုရှော့ချဖို့စ조사နေကြပါတယ်။ဘော့စတန်ကတာဖားဆရာဝန်မကသူမရဲ့ကိုဝင်ဆောင်လူနာတွေကိုတယ်လီနော့ကိုလိုအပ်တဲ့အခါတောက်လို့ရပါတယ်လို့ပြောပါတယ်။ကျွန်မရဲ့အကြံပြုချင်တာကတော့တက်နိုင်သမျှအနည်းဆုံးအစီတမိုင်းနိုဖန်ပမာဏကိုတောက်သုံးဖို့ပါပဲ။ ူစတန်ကရှာရာဆန်ဒိုဘဲဟာနောက်လာမဲ့ရသက်တပတ်အနေငယ်တွင်ကလေးမွေးဖွားတော့မှာပါသူကတခြားသူတွေထက်သူ့ရဲ့ဆရာဝန်ကိုပိုပြီးယုံကြည်တယ်လို့ပြောပါတယ်အတွေ့အကြုံ230 230 30ကျော်ရှိတဲ့ကလေးပေါင်းများစွာကိုမွေးဖွားပေးခဲ့တဲ့ဆရာဝန်တယောက်ကအကြံပေးရင်ဒါမှမဟုတ်အဆင်ပြေတယ်လို့ပြောရင်ကျမကကျမရဲ့ဆရာဝန်စကားကိုနားထောင်မှာပါပဲအစိုးရရဲ့ FDA ကတယ်လီနောကအော်တီဇင်ကိုဖြစ်စေတယ်ဆိုတဲ့အထောက်အထားမရှိဘူးလို့ပြောနေပါတယ် တချိန်တည်းမှာပဲ FDA ကကိုဝင်ဆောင်အမျိုးသမီးတွေအတွက်တယ်လီနောပလင်းတွေမှာသတိပေးချက်ထည့်သွင်းမှုအစီအစဉ်နေဆဲပါပဲရှင်။ဘန်ကောက်မြို့ကဝချီရာဆေးရုံရှိမှာဘလူးနေမနက်ပိုင်းက အလွန်ကြီးမားတဲ့မြေကျွန်းကျမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့်အဓိကလက်မှတ်ကြီးတွေကိုပိတ်ထားရပြီးဆေးရုံရဲ့ပြင်ပလူနာဝန်ဆောင်မှုအားလုံးကိုလည်းရပ်ဆိုင်းခဲ့ရပါတယ်။ဝန်ကြီးချုပ်ကိုယ်တိုင်အခင်းဖြစ်တဲ့နေရာကိုတွားရောက်ခဲ့ပါတယ်။ဘန်ကောက်အာဏာပိုင်တွေကဝချီရာဆေးရုံရှိမှာမြေကျွန်းကျမှုဖြစ်ပွားတာနဲ့လူစစ်မြို့နယ်တွေကလမ်းပိုင်းတွေကိုပိတ်ထားလိုက်ပါတယ်။ဒီပြိုကျမှုကြောင့်ကမန်းကြီးအဖြစ်အကျယ်မီတာ30နဲ့အနက်မီတာ50ရှိတဲ့တွင်းကြီးတစ်ခုဖြစ်ပေါ်ခဲ့ပြီးအဲဒီနောက်မှာဆက်ပြီးကျေလာခဲ့ပါတယ်။ဒါပေမဲ့ ထိခိုက်ဒဏ်ရာရသူတော့မရှိဘူးလို့သတင်းရရှိပါတယ်။ဒူးစင်မြို့နယ်ရုံးကပြည်သူတွေရဲ့ဘေးကင်းလုံခြုံရေးအတွက်ဝချီရာဆေးရုံလမ်းဆောင်ကနေစံကီလမ်းဆောင်အထိလမ်းပိုင်းတွေနဲ့အနီးအနားကလမ်းသွယ်တွေကိုပါပိတ်ထားဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ဒီဖြစ်ရကြောင်းပြည်စစ်မီးတွေလည်းပြတ်တော့ခဲ့ပြီးအနီးအနားကအခြေခံအဆောင်တွေအတွက်ပါအန္တရာယ်တွေရှိလာခဲ့လို့ခီးသွားပြည်သူတွေနဲ့လမ်းသွားလမ်းလာတွေအတွက်စိုးရိမ်ပူပန်မှုတွေမြင့်တက်စေခဲ့ပါတယ်။အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အင်ဂျင်နီယာအဖွဲ့တွေက မြေကျုံမှုဖြစ်တဲ့နေရာကိုအရေးပေါ်ရောက်ရှိခဲ့ကြပြီးဖြစ်တဲ့နေရာကိုတည်ငြိမ်အောင်နဲ့နောက်ထပ်ပျက်စီးမှုတွေမဖြစ်အောင်လှုံ့ဆော်ခဲ့ကြပါလေအခြေအနေကိုအပြည့်အဝထိန်းချုပ်နိုင်တဲ့အထိလမ်းတွေကိုဆက်ပိတ်ထားမှာဖြစ်တယ်လို့ဒေသခံအာဏာပိုင်တွေကပြောပါတယ်ခင်ဗျာ။